ခရိုင်းမီးယားကျွန်းကိုပြန်သိမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တမရော့ဇီလန်စကီကတော့စစ်စင်ရဲ့တခုကိုရှစ်တိုးလိုက်ပြီပဲဖြစ်ပါတယ်ကတော့ရုရှားနဲ့ခရိုင်းမီးယားကိုဆက်သွယ်ထားတဲ့ဒါကိုရေအောက်ဖောက်ခွဲပစ္စည်းတွေနဲ့ဖြိုခွဲလိုက်ပြီလို့ယူကရိန်းကပြောပါလေ။အခုလောဆယ်ကြတာကတော့ပျက်စီးသွားပြီးလုံးဝသုံးမရတော့ပါဘူး။ဒါဒါကိုဖျက်ပြီးတော့ရုရှားဘက်ကန်ကနေစစ်ကားတွေလည်းလုံးဝဝင်လာလို့မရတဲ့အခြေအနေမှာရှိသွားပြီပဲဖြစ်ပါလေ။ဒါကိုကြည့်ကြည့်အပြည့်ဇလန်စကီးဟာခရိုင်းမီးယားကျွန်းဆွယ်ထိပါ ပြန်သိမ်းမယ်ဆိုတဲ့ရည်ရချက်ကိုအကောင်အထည်ဖော်လာတာပဲဖြစ်ပါလိမ့်။ရုရှားနဲ့ခရိုင်းမီးယားကျွန်းဆွယ်ကိုဆက်သွယ်ထားတဲ့ဒရောင်းကိုရောင်းမှတက်ထားတဲ့ပေါက်ကွဲတဲ့ပစ္စည်းတွေနဲ့တိုက်ခတ်ခဲ့ကြောင်းယူကရိန်းထောက်လိုင်းရဲ့ SBU ကဝန်ခံလိုက်ပါလိမ့်။ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုကထူးခြားတဲ့အထူးစစ်ဆေးရေးသစ်ဆောင်ရွက်ခဲ့ပြီးခရိုင်းမီးယားဒရောင်းကိုတတိယကြိမ်မြောက်တိုက်ခိုက်ခဲ့ပါတယ်။ရောင်းကနေပါလို့ SBU ကပြောပါလိမ့်။ အဒီစစ်စင်ရ SBU ကတနင်္ဂနွေနေ့မှာရုရှားရဲ့နျူကလ িয়ার စွမ်းရည်ရှိတဲ့မဟာဗျူဟာမြောက်ဘုံကျဲလင်းအုပ်စုကိုလေကြောင်းတိုက်ခိုက်မှုလုပ်ပြီးနောက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်ယူကရိန်းအတွက်ဒုတိယခြေလှမ်းလို့ဆိုရမှာဖြစ်ပါတယ်။ SVU ကတော့၎င်းတို့အေဂျင့်တွေဟာကာလနဲ့ရထားလန်သွားခရမ်မီယံစစ်ခန့်တံတားတွေကိုမိုင်းထောင်ခဲ့ပြီးပထမဆုံးဖောက်ခွဲမှုကိုအင်ကာနေ့နက်4:44မိနစ်မှာပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။စစ်စင်ရေးတစ်ခုလုံးကိုဆောင်ရွက်ဖို့လာပေါင်းများစွာချိန်ယူခဲ့ပါတယ်။ 1100ကီလိုဂရမ်ပေါင်ကျင်အပြင်2425ပေါင်ရှိတဲ့ပေါက်ကွဲပစ္စည်းတွေကိုတုံးပြခဲ့ပြီးတရားရည်အောက်တိုင်တွေကိုပြင်းပြထန်ထန်ထိခိုက်ပျက်စီးစေခဲ့တယ်ဆိုပါတယ်။ရုရှားဘက်ကတော့ယူကရိန်းပြောကြားချက်ကိုချက်ချင်းတုံ့ပြန်ခြင်းမရှိသေးပါဘူး။အင်ကာနက်ဆော့ဝဲကဒရောင်းဆော့ဝဲလုပ်ငန်းတရားဝင်အကောင့်တွေကတော့တရားပေါ်မှာရှိတဲ့ရင်ကျော်ပိတ်ဆို့မှုကိုယာယီဆိုင်ငံ့ထားကြောင်းသာကြီးညာပါတယ်။ဒါမဲ့ရုရှားဘက်ကလည်းအလင်းအမြန်ပြန်လည်ဆောင်းလိုက်ပြီးတော့ ဒေတာစံတော်ချိန်နဲ့9နိုင်မှာပုံမှန်ရင်ကျောစစ်စစ်မှုပြန်လည်စတင်ခဲ့တယ်လို့ပြောပါတယ်။2014ခုနှစ်မှာရုရှားခရိုင်းမီးယားကိုသိမ်းပိုက်ပြီးနောက်တည်ဆောက်ခဲ့တဲ့ဆက်လက်မရှည်လျားတဲ့အင်ဂျင်နာကြီးဟာမော်စကိုရဲ့ယူကရိန်းစစ်ပွဲအတွက်အရေးပါတဲ့ထောက်ပံ့ရေးလမ်းကြောင်းပဲဖြစ်ပါတယ်။အခုလိုယူကရိန်းဘက်ကလှုပ်ဆောင်မှုတွေကိုကရမလင်ကတော့အရေးပေါ့စီးဝေးလုပ်နေတယ်လို့ဆိုပါတယ်။အမေရိကန်ရဲ့ချောင်းဝင်စစ်ဆင်နှိမ့်ရေးမှုရရုရှားနဲ့ယူကရိန်းကြားထဲမှာ အကျဉ်းသားတွေဒုတိယအကြော်အပြန်လဲလှုပ်ဖို့ကလည်းသဘောတူညီမှုရထားတဲ့ကိစ္စဖြစ်ပါတယ်။ဒါမဲ့ဒီဟာကဒပိုင်းသက်သက်စစ်စင်ရကတော့ဒပိုင်းသက်သက်ပါတော့ရုရှားပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ်။ပြီးခဲ့တဲ့နေ့ကတူရကီနိုင်ငံအစ္စတန်ဘူမှာဆွေးနွေးပွဲရတဲ့တနအီလောက်သာကြာပြီးတော့ယူကရိန်းကရုရှားရဲ့လီဒါစခန်းကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာဆွေးနွေးပွဲကပြတ်မလို့ဖြစ်သွားပါတယ်။ဒါမဲ့အကျဉ်းသားလဲလဲရေးလောက်တော့သဘောတူခွင့်ရပါတယ်။ လာမယ့်ဒုတိယသုံးအကျဉ်းသားလက်လက်ရေးမှာနှစ်ဖက်လုံးကစစ်တုံးမှတ1000စီလဲလဲမယ်လိုအပ်ရင်200ထပ်မံထည့်သွင်းလဲနိုင်ခြင်းရှိပါတယ်။တေဆုံးသွားတဲ့စစ်မှုထမ်းတွေရဲ့ရုပ်လောင်းတွေကိုပြန်ပို့ဖို့သဘောတူညီမှုရခဲ့ပေမဲ့လည်းအဲ့ဒီအစီအစဉ်တွေတေချာတဲ့ပြင်ဆင်မှုတွေတော့လိုမယ်ဆိုပါတယ်ရုရှားအနေနဲ့အပြစ်ခတ်ရဲ့ဆေးရည်သဘောမတူရင်ပုံမူပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေချမှတ်ပေးပါလို့ယူကရိန်းကတောင်းဆိုပါတယ်။ဒါအပြင်ယူကရိန်းကလင်းငယ်၄00နီးပါးရုရှားဘက်ရောက်သွားတဲ့စီးရင်ကိုလည်း ပေးထားတယ်လို့ဆိုပါတယ်အဲ့ဒီကလေးတွေကိုပြန်ပို့ဖို့ဆိုပါတယ်ရုရှားဖွဲ့ကတော့ကလေးဆယ်ဦးသာပြန်ပေးမယ်လို့သဘောတူထားပါတယ်ယူကရိန်းကလေးငယ်တွေကိုတရားမဝင်ပြင်းနေတဲ့ပေးမှုဟာဒီဟိတ်မှာရှိတဲ့နိုင်ငံတကာယာစွခုံရုံးကပူတင်ရဲ့အကြီးတန်းရာရှိသူကိုဖမ်းရမ်းထုတ်ထားတာဖြစ်ပါတယ်တူရကီဆိုရဖွဲ့စီဝေးမှာတော့ကြားထဲမှာဝင်ရောက်ဆစ်ဆက်ဆွေးနွေးညှိနှိုင်းပေးတဲ့တူရကီသမ္မတအော်တိုဂန်ကကျွန်တော်စန္ဒကပူတင်နဲ့ဇီလန်စကီကိုတွေ့ဆုံဆင်ခြင်တာပါ ဒီစည်းဝေးမှာအမေရိကန်သမ္မတ Trump ကိုလည်းဖိတ်ချင်ပါတယ်လို့ပြောခဲ့ပါတယ်။နောက် Trump တင်ပုတ်ပြောချင်ပါတယ်။တောင်ကိုရီးယားသမ္မတအသစ်ရွေးကောက်ပွဲမှာတော့နိုင်ရမယ်လို့ရေပန်းစားနေတဲ့ဒီမိုကရက်ပါတီကလီဂျီမျိုးကပဲမဲကွာကြီးနဲ့နိုင်ရသွားပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့6လခန့်ကသမ္မတဟောင်းရောင်ဆက်ရုပ်ကို နိုင်ပိုင်းသာကြာမြင့်ခဲ့တဲ့ဆုပ်ချွေဥပဒေကြီးညာခြင်းကြောင့်နိုင်ငံတွင်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီးယာရုမဖယ်ရှားခန့်ကအစိုးရတက်တမပြီးဆုံးပြီး ရွေးကောက်ပွဲထပ်မံကျင်းပခဲ့တာဖြစ်ပါတယ်။ရောင်စက်ရွာရာတို့ကဖိတ်ရှားခံရပြီးပုံကံမှုအာဏာလွဲသုံးဆမှုတို့နဲ့တရားဆွဲခံရပါတယ်။အခုရွေးကောက်ပွဲမှာလဝဲရင်ကိုစလေလီဂျင်းမြောင်းဟာ49.42ကန်ရုံနဲ့အနိုင်ရကြောင်းတောင်ကိုရီးယားသတင်းအေဂျင်စီယွမ်ဟက်ကဖော်ပြထားပါတယ်။လီဂျင်းမြောင်းဟာ2022မေလရွေးကောက်ပွဲမှာသမရဟောင်းရောင်ဆက်ရုပ်ကိုမဲရီအတွက်100ကန်လုံးအောက်နဲ့ရှုံးနေခဲ့ရာတောင်ကိုရီးယားဒီမိုကရေစီသမိုင်းမှာမဲကွာဖားမှုအနည်းဆုံးရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ ်အခုတော့ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာဒုတိယမဲရီအတွက်အများဆုံးကတော့ကွန်ဆာဗေးတစ်ပြည်ပြပေါ်ပါတီမှကင်မွန်ဆွန်ဖြစ်ပြီး51.5%ခန့်လုံးဖြစ်ပါတယ်။နိုင်ငံတွင်းဒီမိုကရေစီပြန်လည်ထူထောင်ပြီးစီးပွားရေးပြန်သက်သွင်းမယ်လို့လီဂျီမြောင်ကကြေညာထားပါတယ်။ရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူစုစုပေါင်းရဲ့80%ကျော်ဒီမှာမဲပေးပြီး230နီးပါးအတွင်းမဲပေးမှုနှုန်းအမြင့်ဆုံးလည်းဖြစ်ခဲ့ပါတယ်။နောက်ထပ်သတင်းပို့ပြောကြည့်ပါမယ်။ တမရဟောင်းဂျိုးဘိုင်နန်အစ်စ်ဟာ2020ပြည်နှစ်မှာလုံခြံခံခဲ့ရပြီးအခုမြင်တွေ့ရတာကတော့ပုံတူပွားထားတဲ့ဆက်ရုပ်သာဖြစ်ကြောင်းဘယ်ရမှမသိတဲ့သူတို့ကလူမှုမီဒီယာမှာအရင်တော့မမမကန်ရေးထားတဲ့ post ခုကို American တမရထန်ကထပ်မံမျှဝေလိုက်ပါတယ်။တမရထန်အနေနဲ့တမရတယောက်ဖြစ်ပြီးအဲ့ဒီလိုမျိုးအခြေအမြစ်မရှိတဲ့သတင်းတူသတင်းမှားတွေကိုဖြန့်ဝေတာဟာအင်မတန်မှရုပ်ဆိုးကြီးတန်နေဆိုပြီးဒီမိုကရက်တွေကပြင်းပြင်းထန်ထန်ဝေဖန်နေပါတယ်။ မမကန်ချမင်းရှိတဲ့အဲ့ဒီတူသန်အကြောင်းအရာကိုဝင်ရောက်ကြည့်ရှုသူတန်းနဲ့ချီရှိတဲ့သူ့ရဲ့လူမှုမီဒီယာမှာပဲထရန့်ကမေ31ရက်နေ့ညအစနေကျော်မှာဖော်ပြခဲ့တာပါတမနာဒုတိယတက်တန်စတင်ချိန်မှာစပြီးဘိုင်ဒန်ပေါ်နေ့စဉ်ဒီပါပြစ်မှတ်ထားဝေဖန်နေတဲ့ထရန့်ကအခု နောက်ဆုံးဖော်ပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းမှုကိုအင်ဂျီရောကတုံ့ပြန်ခြင်းမရှိပါဘူးဒါဟာအင်ဂျီရောရဲ့သဘောထားတော့မဟုတ်ဘူးဆိုပါတယ်ထရန့်ကသစ်ပါတာသူသူ့ရဲ့ကိုယ်ပိုင်သဘောထားပါ ခရဲဆဆမှုကဘိုင်နန်ရလူအဖွဲ့စည်းစိမ်ရန်ပြဿနာတွေဖြစ်စေခဲ့တဲ့သူဘိုင်နန်လက်ထောက်တွေကဘိုင်နန်ရဲ့ခွင့်ပြုချက်မရှိဘဲမူဝါဒတွေချမှတ်တယ်။လူငင်းချမ်းသာခွင့်တွေထုတ်တယ်။သမရကိုစားတရားဝင်လက်မှတ်ရေးထိုးပေးနိုင်တဲ့အော်တိုပန်စနစ်ကိုအသုံးပြုခဲ့တယ်ဆိုတဲ့ချက်တွေပါပါတယ်။ဒါမဲ့ထန်ကသူ့ဆိုရဖွဲ့ဟာလည်းအော်တိုပန်စနစ်ကိုရမယံကအသုံးပြုကြောင်းဝန်ခံထားတာဖြစ်ပါတယ်။ Now track demo ပြောချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိခ်ဟာစင်နာလက်ထက်ပြီးခဲ့တဲ့နှစ်တွင်လူမှုအုံကြွမှုမှာယာနဲ့ချီတဲ့ចောင်းသားတွေတည်ဆုံးခဲ့ပြီးရှိခ်ဟာစင်နာကိုလည်းလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇမှုဆွဲချက်နဲ့အထူးခုံရုံးကဇွန်လ၁ရက်နေ့မှာလက်ခံပြီးစစ်ဆေးသွားမယ်လို့သိရပါတယ်။ဟာစင်နာနဲ့ဒူပြည်ဒေ့ဝန်ကြီးဟောင်းနဲ့ရဲချုပ်ဟောင်းတို့ကလည်းဇွန်၁၆မှာရုံးတော်ကိုခေါ်ဆောင်ပြီးဒါကခြေဆိုင်ဘင်္ဂလားဒေ့နိုင်ငံတကာရာဇမှုခုံရုံးကစုံစမ်းစစ်ဆေးမှုတွေကိုညွှန်ထားပါတယ်။ ဟာစနာ2023အောက်တိုဘာလနေ့ကအိန္ဒိယကိုထွက်ပြေးသွားခဲ့ရသလိုပြည်သူ့ဝန်ကြီးဟောင်းကလည်းပျောက်ဆုံးနေပြီးအိန္ဒိယမှာရောက်ရှိနေနိုင်ကြောင်းယူဆထားပါတယ်။ရဲကြုံဟောင်းချော်ဒူရီအဘဒူလာအမမမဖန်စီခံထားပါတယ်။ဟာစနာကိုပြန်လည်လွှဲပြောင်းပေးဖို့ဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကိုတောင်းဆိုထားပါတယ်။မေစနစ်မှာတင်သွင်းတဲ့အစုံစမ်းစစ်ဆေးဌာနစီးရင်ခန်းစာမှာ ပြီးခဲ့တဲ့ဇူလိုင်နဲ့ဩဂုတ်လတွင်လူမှုအုံကြောင်းမှုမှာဟာစနာနဲ့ပြည်ထောင်ဝင်ကြီးဟောင်းရဲချုပ်ဟောင်းတို့ကို လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့တရားစွဲထားပါတယ်။စွဲချက်တွေအရဟာစနာဟာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေသူရဲ့အာဝါမီလစ်ပါတီနဲ့သူမလဲဆက်ဆက်နေတဲ့အဖွဲ့အစည်းတွေကိုတိုက်ရိုက်ညွှန်ကြားပြီး လူအများပြတပ်ဖြတ်မှုဒဏ်ရရှိမှုများအမျိုးသမီးများနဲ့ကလေးများပေါ်ပြစ်မှတ်ထားကြမ်းဖက်မှုများရုပ်လောင်းများမိရှို့ဖျက်ဆီးခြင်းနဲ့ဒဏ်ရသူကိုဆေးဝါးကုသမှုငြိမ်းပယ်ခြင်းဖြစ်ပေါ်စေတဲ့လှုပ်ဆောင်မှုအတွက်တာဝန်ရှိကြောင်းဖော်ပြထားပါတယ်ဗင်္ဂလားဒေ့ရှ်မှာ15နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ဟာစီနာကိုစန့်ကျင်တဲ့အကြောင်းသားလူငယ်တွေဦးဆောင်တဲ့ဆန္ဒပြမှုကိုနှင်းနေရမှာလူထောင်လေးရာခန့်သိဆုံးခဲ့ပါတယ်။ဟာစီနာဖြောက်ချခံရပြီးသုံးရကြမှာငင်းကျိုင်းနေပဲဆူရှီဒေါက်တာမိုဟာမက်ယူနက်စ်ကဂျာကာလာခေါင်းဆောင်အဖြစ်တာဝန်ယူထားပါတယ်။ ောက်ထပ်သင်ပုတ်ပြောချင်ပါတယ်ကိုလံဘီယာနိုင်ငံမှာခင်းအချင်းဒီပေါက်ပွဲတော်ကျင်းပတယ်လို့သိရပါတယ်ပွဲတော်ကိုဇွန်လ၂ရက်နေ့ထိတောင်းရကြကျင်းပနေပါတယ်စားဖို့မသိတော့တဲ့အမဲ့တော်သွားတဲ့ခင်းချင်းဒီတွေတုံးပြီးတော့ပွဲတော်လာသူတွေဟာချင်းချင်းပြစ်ပေါက်ခဲ့ပါတယ်စပိန်ကနာမည်ကျော်လာတိုမာဒီနာပွဲတော်ကိုပုံလူပူပြီးအခုပွဲတော်ကျင်းပတာဟာ၅နှစ်ကြာပြီဖြစ်ပါတယ်ကြားထဲမှာရနာရတဲ့နှစ်တွေလည်းရှိပါတယ်ဒီနှစ်မှာတော့ကိုလံဘီယာမြို့တော်ဘိုဂိုတာကနေမြောက်ဘက်ကီလိုမီတာ180กว่าကစူစာမှာချမ်းမှာကျင်းပခဲ့တာပါ ဝရောကလာတွေလူနှစ်ပေါင်းလောက်လာရောက်လည်းပဲပူမှန်ထားပြီးခန်းချစ်သည်45တန်းအသုံးပြုဆင်နွှဲမှာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။စတိုးဆိုင်နဲ့မုံဝင်စားတဲ့တောစင်ဟန်ကြီးကြောင့်ထိုင်းနိုင်ငံမှာအော်အော်တောင်းနေဖြစ်နေတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံခောက်ရမျိုးသားဥယျာဉ်မှာတွေ့ရတဲ့ပြီးတခါတည်းကလူနေရက်ွက်တဲ့လဲလဲသွားလာတဲ့ပြီးလူသိပြတဲ့တောစင်ဟန်ကြီးဟာအော်အော်တောင်းနေဖြစ်အောင်ထပ်မံဖန်တီးလာပြန်လာပါတယ်။အဲ့တောစင်ဟန်ကြီးကိုစင်ချစ်သူတွေကပလိုင်းပြန်လက်လူနာမည်ပေးထားပါတယ်။ အလီစင်ဒီယာအယုံမတက်ခင်နဲ့3နာရီခန်းမှာတောတဲကထွက်လာပြီးကုန်းစုံစံဒီဇိုင်းနဲ့အေးလိုဝင်လာပါလေစတိုးဆိုင်နားမှာအလီစင်ကြီးဖြတ်တန်းဖြတ်လာလှုပ်လို့ရှိတာကိုဒေသခံတွေကမြင်မှုနေပြီးဖြစ်ပေမဲ့စတိုးဆိုင်နဲ့ဝင်မှုလှဲတောင်မကြည့်ဘူးပါဘူးဒါပေမဲ့ခုချိန်မှာတော့စင်ကြီးဟာဆိုင်နဲ့တနေမဲ့ဝင်ပြီးရှောက်သွားတာပါလေဒေသခံတွေနဲ့ဆိုင်မရှင်တွေကဘာလို့ကမ်းမလဲအံ့ဩသွားပါလေကိုအံ့ဩစရာကောင်းတဲ့ကတောဆီယန်ကြီးဟာထိုင်းမုတ်ချုပ်အချိုတွေနဲ့ကြက်ဥတွေကိုတပြုံပြုံစားပြီးအေးဆေးပြန်ထွက်သွားပါလေ စင်ကြီးခုပြုမှုဟာတော်ပင်ဆန်းတယ်လို့ဆိုရမှာပါ။အเจ้าမှာရွာထဲမှာလှည့်လည်ဝင်လာတဲ့တဲ့စင်တွေဟာအများအပြားစာဒါမှမဟုတ်အငံတက်ပါတဲ့အစားအစာတွေကိုရှာဖွေစားတော့လိမ့်ရှိပါလေ။အာလူကြောကဲတို့ငံပိုင်းမုန်းတွေကိုလည်းမရွေးချက်ပဲ။စင်ကြီးဟာပရိုတင်းနဲ့ကြော်ရတဲ့မုန်းချိုတွေကိုပဲရွေးစားခဲ့ပါလေ။အဲဒီကြောင့်မို့ပို့စင်သူကဒီစင်ကြီးဟာသူစားသမျှအတွက်ကြားသွင်းွေပေးမပေးကိုပြောထားခြင်းမရှိဘူးလို့သတင်းဌာနတွေကဆိုပါလေ။ကောင်းရင်ထက်တော့ညမနစ်တော့ဘူးလို့ယူကရိန်းတပ်မတော်ဇီလန်စကီကပြောပါလေ။ ရုရှားရဲ့တုံ့ပြန်လောင်နိုင်တဲ့အခြေအနေတွေအလုံးကိုမိမိတို့အနေနဲ့ကြိုတင်တွက်ဆထားပြီးတော့လက်တုံ့ပြန်မှုလည်းအသင့်အနေထားရှိနေပြီလို့ဆိုပါတယ်။ရုရှားတိုက်လေရင်40ဒဇင်ကို JSF ဖြိုချခဲ့တဲ့ What Drone စစ်စင်ရေးအောင်မြင်စွာဆင်နွှဲခဲ့သူယူကရိန်းသမ္မတဇီလန်စကီကတကောင်ထက်တော့ညင်မနက်တော့ဘူးဆိုတာဝန်ခံလိုက်ပါလိမ့်။လီတူရီးနီးယားနိုင်ငံဗန်နီယာမြို့တော်မှာကျင်းပတဲ့တရားစီရင်ဆွဲမှုမှာဇီလန်စကီကယူကရိန်းကစစ်ကိုအလိုမရှိဘူး ယူကရိန်းရဲ့အချုပ်အခြာအာဏာထိပါပြီးရာဇသံဘေးချင်းချောက်တာမျိုးကိုလည်းလက်မခံဘူးလက်နက်ချအငြင်းခံမှုအစီအစဉ်လည်းကျွန်တော်တို့မှလုံးဝမရှိဘူးလို့ယတိပြပြောလိုက်ပါတယ်ယူကရိန်းရဲ့အရေးချင်းကိုမပြတ်ခြင်းမဲ့ရုရှားကလေကြောင်းတိုက်ခတ်မှုဇက်တိုက်လှုပ်ဆောင်နေမှုစစ်ပွဲရဖို့ဝိလေကြောင်ပတ်ညှင်းဆုံမှုတွေအတွက်ပြသခဲ့ရတာလို့ဆိုပါတယ်ယူကရိန်းရဲ့ဝက်ဒရုန်းစစ်စင်ကြီးဟာရဲသားတွေကိုပြစ်မှတ်ထားတိုက်ခတ်တာမျိုးလုံးဝမဟုတ်ပဲစစ်ရေးပြစ်မှတ်ကိုသာ ထတိယတရားမျှတတလုံဆောင်ခဲ့တာလို့ဇီလန်စကီးကပြောပါတယ်။မိမိတို့အနေနဲ့ချောင်းတိုက်တယ်လို့ပဲပြောပြောနောက်ကွယ်ကနေလှုပ်ချန်တယ်လို့ပဲပြောပြောစစ်ပွဲမှာပြည်ရဲ့ဟာအရေးကြီးဆုံးမလို့ဇီလန်စကီးကပြောပါတယ်။ရုရှားဟောတမကမဟာမိတ်တချို့ကလည်းယူကရိန်းပေါ်မှာယုံကြည်မှုရှိသေးဖို့ယူကရိန်းဘာလဲဆိုတာတတ်သိပြလိုက်တာလို့ဇီလန်စကီးကဆိုပါတယ်။ နေစဉ်ဒီပါရုရှားရဲ့ဒုံးကြီးတွေဒုံးတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းပြည်သူတွေအများအပြားသေဆုံးနေရချိန်မှာဒီဒရုန်းထူးစစ်စင်ကြောင့်ရုရှားစိတ်ဆိုးဒေါသထွက်မှာပြီးပြီမဲ့ဂျူးဆိုင်မနေတော့ဘူးလို့ပြောလိုက်ပါလိမ့်။ဝါဒရုန်းစစ်စင်ကြောင့်ရုရှားတို့ထိနာသွားတဲ့အတွက်ပြန်တိုက်ခိုက်လာမှာကတော့အမှန်ပဲဖြစ်ပါလိမ့်။အခုနှစ်ရက်နေမှာအစ္စတန်ဘူမှာထပ်လုပ်တဲ့ရုရှားနဲ့ယူကရိန်းထိပ်သီးဆွေးနွေးပွဲကလည်းပြတ်သွားပြီးဖြစ်ပါတယ်။ ယူကရိန်းအတွက်ကတော့တကောင်ထက်ညှိနှက်တော့ကြောင်းမိမိတို့အနေနဲ့ဖြစ်လာသမျှပေးပြေးတွေ့ဖို့သာရင်ဆိုင်ထားတယ်လို့ဇီလန်စကီးကဆိုပါတယ်နေတိုးမှလည်းမဟာမိတ်တွေရှိပြီးအခုလည်းနေတိုးမဟာမိတ်တွေကယူကရိန်းကိုထောက်ခံပါတယ်လို့ပိုလန်ရူမေးနီးယားနဲ့လစ်သူရေးနီးယားတို့ကပြောပါတယ် Nordic Baltic နဲ့အလဲဥရောပမှာရှိတဲ့ NATO ဖွဲ့ဝင်နိုင်ငံတွေဟာစည်ရင်းမဟာမိတ်အုပ်စုမှာ ယူကရိန်းဖွဲ့ဝင်ပြည်အတွက်ဆုံးဖြတ်ပေးပြီဖြစ်ကြောင်းပိုလန်ရိုမေးနီးယားနဲ့လီသူရေးနီးယားနိုင်ငံတွေကခေါင်းဆောင်တွေကပြောပါတယ်။ရုရှားကယူကရိန်းကိုပြင်းထန်ထိုးစစ်မဆင်ခင် ယူကရိန်းဟာနေတိုးဖွဲ့ဝင်ဖြစ်ဖို့အရေးကြီးတယ်လို့သူတို့ကပြောနေတာဖြစ်ပါတယ်။နေတိုးမှအမေရိကဟာမနစ်ကဝါရှင်တန်ထိပ်သီးဆွေးနွေးမှာယူကရိန်းရဲ့ဖွဲ့ဝင်ပြည်ကျိုးပတ်မှုလမ်းကြောင်းထောက်ခံကြောင်းကြေညာထားပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့နေတိုးဖွဲ့ဝင်ပြည်ကျိုးပတ်မှုပေါ်အမေရိကရဲ့အရင်အချိန်ကထောက်ခံခဲ့မှုက စစ်ပွဲဖြစ်ပေါ်စေတဲ့အကြောင်းရင်းဖြစ်ခဲ့ကြောင်းအဲဒီနောက်မှာတမန်တော်ထရန့်ကပြောပြီးယူကရိန်းအနေနဲ့ NATO ဖွဲ့ဝင်ဖြစ်မှာမဟုတ်ဘူးဆိုပြီးအရေးမွက်ပြထားပါတယ်ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ရုရှားတမန်တော်ပူတင်ရဲ့သတ်မှတ်ချက်ထဲမှာအနောက်အုပ်စုခေါင်းဆောင်များဘက်က NATO အုပ်စုအရှိတ်ဘက်ကိုဥတီပြီးတိုးချဲ့ခြင်းကိုရပ်တန့်ပြီးဆိုပြီးတော့စားနဲ့ရေးသားဂတိပြုချက်ပေးဖို့နဲ့ရုရှားဘော်တန်ခတ်ပိတ်ဆို့မှုတော်များဖယ်ရှားရုံတင်ရမယ်ဆိုတဲ့တောင်းဆိုချက်တစ်ခုပါကြောင်းရိုက်တာကဖော်ပြပါတယ် ယူကရိန်းရဲ့ NATO ဖောက်ဝင်ဖြစ်ရေးလမ်းကြောင်းအပေါ်မိမိတို့ဆက်လက်ထောက်ခံထားစေဖြစ်ကြောင်းလစ်တူရေးနီးယားမြို့တော်မှာ Nordic Baltic နဲ့အရှေ့ဥရောပအကောင်ဆောင်တွေကတွေ့ဆုံမှုအပြီးမှာတည်ပြုပါတယ်။ NATO ဖောက်ဝင်ဖြစ်မှုပါဝင် Euro Atlantic အပြည့်အဝပေါင်းစည်းမှုစီယူကရိန်းရဲ့လမ်းကြောင်းနဲ့ပတ်သက်လို့မဟာမိတ်ပြုထားတဲ့ဆုံးဖြတ်ချက်နဲ့ဂရီကိုပေါ်မှာကျွန်တော်တို့အခိုင်အမာဆက်ရှိနေတယ်ပြောပါတယ်။ယူကရိန်းဟာပြပဆော့ဖတ်မှုကနေကင်းလွတ်တဲ့သူ့ကိုယ်ပိုင်အနာဂတ်ကိုဆုံးဖြတ်ခွင့်နဲ့ သူ့ရဲ့ကိုပိုင်လုံခြုံရေးစီစဉ်နေရွေးချယ်ခွင့်ရှိပါတယ်လို့ဆိုပါတယ်ခုလနောက်ပိုင်းဒီဟိမှာကျင်းပမဲ့နေတိုးထိပ်သည်စီဝေးမတိုင်မီကျင်းပတဲ့ခုစီဝေးမှာဘူဂေရီးယားချက်အက်စတိုးနီးယားဟန်ဂေရီလာဗီယာဆလိုဗက်ကီးယားဒိန်းမတ်ဖင်လန်အိုင်ယာလန်နော်ဝေးနဲ့ဆွီဒင်တို့ပါဝင်တာဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် ဒီနေ့ဇော်လာ3နေ့မှာကျင်းပတဲ့တောင်ကိုရီးယားရဲ့သမရယူကောက်ပွဲမှာတိုက်ခန့်ကောင်းဆောင်ဒီရေမြောင်းကမဲအများဆုံးနဲ့ဦးဆောင်နေတယ်လို့ကနဦးချက်လက်တွေရကိုကပြီးတူနိုင်ရမယ်လို့ခံမှန်းချက်တွေထွက်နေပါလေ။သမရရောင်းဆိုင်ရောပြီးခဲ့တဲ့ဒီဇင်ဘာကတူအန်နာရှိစဉ်တိုင်းပြည်မှာဆေးအုပ်ချုပ်ရေးကြီးညာခဲ့ပြီးနောက်6နိုင်ကြာမှာပြန်ရောက်တင်ခဲ့တဲ့ဖြစ်စဉ်ကြောင့်သူမရကိုစားထုတ်ဖို့သမရအသစ်ရွေးချယ်တဲ့ရွေးကောက်ပွဲဖြစ်ပါလေ။အခုရွေးကောက်ပွဲမှာနိုင်ရသူဟာ ရောင်းဆိုင်ရွယ်ဆောင်ချက်တွေကြောင့်နိုင်ငံရေးစီးပွားရေးမတည်မြဲဖြစ်နေတဲ့တောင်ကိုရီးယားကိုပြန်တည်ဆောင်ရမှာဖြစ်ပါတယ်။တိုင်းပြည်ကနိုင်ငံရေးကမောကမောဖြစ်ခဲ့ပြီးလူမှုအတိုင်းဝန်းမှာလည်းနက်နက်ရှန်ရှန်စေဝန်ကွက်ပြောင်းမှုပေါ်ပေါက်နေပါတယ်။လူဦးရေ52တန်းရှိတဲ့ရှေးအာရှကတောင်ကိုရီးယားမှာလာမယ့်9နှစ်တွင်နိုင်ငံကိုခေါင်းဆောင်မဲ့သူဘယ်သူဖြစ်မလဲ။ဒါကလေးတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ရွေးကောက်ပွဲကိုဒီနေ့ဇွန်3ရက်နေ့မနက်6:00နာရီကနေနောက်ဆုံးအနေနဲ့ည7:00နာရီထိကျင်းပမှာဖြစ်ပါတယ်။ အဝေရောက်နိုင်ငံသားတွေနဲ့မေ20ကနေ25ရက်နေ့ထိကြိုတင်မဲပေးခွင့်လည်းပေးထားပါတယ်။မဲပိတ်မဲရုံပိတ်ခြင်းကစပြီးရွေးကောက်ပွဲရလဒ်တဲ့စတဲ့ကြီးညာတော့မှဖြစ်ပြီးနိုင်ရသူကတော့နောက်နေ့စောပိုင်းမှာပဲကြီးညာမှာဖြစ်ပါတယ်။၂020ရွေးကောက်ပွဲမှာရောင်းဆဲဝင်နိုင်ရခဲ့တဲ့တော့ကမဲရုံပိတ်ပြီး9နာရီကြာတနည်းအားဖြင့်ပြောရင်ရွေးကောက်ပွဲကျင်းပပြီးနောက်တနည်းမနက်4:40မှာသမရဘသူလဲဆိုတာကြီးညာခဲ့တာဖြစ်ပါတယ်။ ။နှီးဆုံးအဲ့ဒီရွေးကောက်ပွဲဟာနိုင်ငံသမိုင်းမှာသမရာလောင်းနေကြအနီးကပ်စင်ကြလက်ထွက်ခဲ့တာဖြစ်ပြီးကျောင်းဆက်ယူက3.3ရာခိုင်နှုန်းတောင်သားနဲ့အနိုင်ရခဲ့တာဖြစ်ပါလေ။တရခိုင်နှုန်းတောင်မှကွာတဲ့မဲနဲ့အနိုင်ရခဲ့တာဖြစ်ပါလေ။တမရအစ်တဟာချက်ချင်းရူတောင်ဝင်ယူနိုင်ပြီးအရင်တမရအစ်တတွေလိုမျိုးသူတို့ရှိကတမရအခုဖြစ်စင်မှာဆိုရင်ရောင်းဆက်ယူစီကနေတရဝင်ရာထူးကျောင်းလဲရယူပဲလုပ်ငန်းစဉ်လုံးဝမရှိတော့ဘူးလို့သိရပါလေ။ ။ရောင်စက်ရုပ်ကတော့ပုံကံမှုနဲ့တရားရင်ဆိုင်နေရပြီးနိုင်ငံကိုစိုးချုပ်ရေးကြီးညာခဲ့မှုကြောင့်ဖြစ်ပါတယ်။တရားမှုဖြင့်အာဏာလွှဲသုံးဆောင်မှုနဲ့လည်းလက်တော်တရားရင်ဆိုင်နေရပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ရောင်စက်ရုပ်ဟာပါတီကနေနှုတ်ထွက်ခဲ့ပြီးနိုင်ငံရေးလှိလသုံးသပ်သူတွေကတော့ဒါဟာသူ့ရဲ့ပြည်သူ့အင်အားပါတီ PPP ကသမ္မတလောက်ကင်မွန်စိုးအတွက်အခွင့်အလမ်းပူရနိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်မှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်ရုတ်တရက်ရေကြီးပြီးရွှေမြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။လမ်းအဆောက်အုံနဲ့တံတားတွေပျက်စီးခဲ့ပြီးပိတ်ရက်ရှိကာလမှာထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။လူအသေးပြောက်မရှိပေမဲ့လည်းကောင်ရှန်းစီရင်စုမှာလူရေ9000ကျော်ဟာသဘောဘေးဒဏ်ကျုံ့ခဲ့ရပြီးသုံးပုံတစ်ပုံခန့်ဘေးလွတ်ရာကိုတင်းရှောင်ခဲ့ရပါတယ်။အဲ့ဒီ area မှာရှိတဲ့ကျေတဲ့ဒလိစရတွေကိုလာရောက်လေ့လာတဲ့ကဘာတဲ့ခေသွား600ကျော်အားလည်းတဘာဝဘေးအတွင်းပိတ်မိခဲ့ပါတယ်။ ဇွန်တရနေ့မှာတော့သူတို့ထဲက900ခန်းကိုကဲထုတ်ပေးခဲ့ရပါတယ်။တောင်တက်ခီးတရေကြရေပန်းစားတဲ့တောင်ပေါ်နေမြေတွေတွားရောက်ရလမ်းကြောင်းတွေကလည်းပိတ်ဆို့ပြတ်တောက်သွားတယ်လို့နိုင်ငံပိုင်ရုပ်သံ CCTV သတင်းဌာနကပြောပါတယ်။ဒူလောင်မြေမြင့်တမှုဟာစံချိန်တင်စင်တီရောက်ခဲ့တယ်လို့မိုးစလာကပြောပါတယ်။မြေကြောင်တစ်ချောင်းမှာရှိတဲ့လေတဲ့အဆောင်တလုံးပြိုကျခဲ့တယ်လို့ CCTV ကဖော်ပြပါတယ်။၁၂နာရီကြာမိုးတိထက်သောရာသီဥတုကြောင့်လေဆက်တာအပပျက်တော့ခဲ့ပြီး လမ်းအနေနဲ့တအားလိုက်တွေကိုပြန်လည်ပြည်ပြည်လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ပါကစ္စတန်ကိုထောက်ခံသူတွေလို့ဆိုကလူပေါင်း80ကျော်ကိုအိန္ဒိယကဖမ်းဆီးထားပါတယ်။ပါကစ္စတန်ကိုအားပေးထောက်ခံသူတွေဆိုတဲ့စွပ်စွဲချက်အောက်မှာအိန္ဒိယအာဏာပိုင်တွေကလူ80ကျော်ဖမ်းဆီးခဲ့ပါတယ်။ အရှိတောင်ပိုင်းကခါသီးပြန်ပတ်နှစ်နိုင်ငံကြားဆယ်စုနှစ်တည်းအတွင်းအဆိုးအဝါဆုံးစီးရေးပဋိပက္ခကြုံတွေ့ခဲ့ပြီးတလဝန်ကြီးညာမှာအိန္ဒိယရဲ့တပ်ဖွဲ့တွေဟာပါကစ္စတန်လိုလားထောက်ခံသူ82ကိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့အစိုးရထိပ်တန်းရရှိတွေကပြောပါတယ်။ ဖန်စီခံရသူအလုံးဟာနိုင်ငံအရှိမြောက်ပိုင်းအာတန်ဒေသမှာနေထိုင်သူတွေဖြစ်ပါတယ်။အာတန်ပြည်နယ်အုပ်ချုပ်ရေးမှူးဟီမန်နာဘစ်စဝတ်ဆာမားကပါကစ္စတန်ကိုထောက်ခံပြီးမျိုးသားရေးစနစ်သူ82ဦးကိုတန်တိုင်းနေနောက်ပို့လိုက်ပြီလို့ပြောပါတယ်။ဆာမားဟာဝန်ကြီးချုပ်မူရီဦးဆောင်တဲ့ဟိန်းသူမျိုးသားရေးဝါဒီအာဏာရပါတီရဲ့နိုင်ငံရေးသမားလည်းဖြစ်ပါတယ်။ဖန်စီမှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်မထုတ်ပြန်ပေမဲ့လူမှုကွန်ရက်ပေါ်မှာပါကစ္စတန်ကိုထောက်ခံရေးသားမှုတွေကိုအာဏာပိုင်တွေကပြစ်မှတ်ထားခဲ့တယ်လို့ယုံကြည်ရပါတယ်။ အိန္ဒိယရဲ့နိပညာလုံခြုံရေးစနစ်တွေဟာမျိုးသားရေးကိုစန့်ကျင်တဲ့လူမှုကွန်ရက် post တွေကိုချိန်ပြည့်ဆန်းစစ်ဆောင်ကြည့်ပြီးလိုအပ်တဲ့အရေးယူမှုတွေလုံဆောင်နေတယ်ပြောပါတယ်။အာဇံရဲတပ်ဖွဲ့ကဖမ်းခံရသူတို့ဟာ Instagram အကောင့်မှာပါကစ္စတန်အလံပုံကိုတင်ထားတာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မေလာဇန်ကအစ်ဇွေနဲ့ပါကစ္စတန်တို့ဟာ1999နောက်ပိုင်းနှစ်ဖက်ကြားပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်ခဲ့တာလေးရက်ကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်။အမေရိကန်ရဲ့ကြောင်းဝင်စစ်ဆေးမှုအရမေ10ရက်နေ့မှာပြည့်ခတ်ရဲဆဲခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ရုရှားနိုင်ငံမှာယထာပေါ်ဂုံးကြော်တရာအကျိုးကျမှုဖြစ်စဉ်ကြောင့်လူ9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ရူကရိန်းရဲ့နယ်စပ်နားမှာရှိတဲ့ Prince မြို့မှာဂုံးကြော်တရာကျွာကနေပေါ်မှာဖြတ်မောင်းနေတဲ့ tracker ကြီးတချို့ကအောက်ဖက်မှာရှိတဲ့ခီးတဲ့ယထာပေါ်ပြုတ်ကျခဲ့တာပါ။လက်ရှိအသေးပြောက်9ဦးစီးရထားပြီး32ဦးဒဏ်ရာရတယ်လို့ကယ်ဆယ်သမားတွေကပြောပါတယ်။ တေဆုံးစင်းဟာအဋိထမြင့်တက်လာနိုင်ခြင်းရှိပါတယ်ရုရှားရဲ့ရေးပေါ်အခြေအနေစီမံကိန်းတွေရေးဝန်ကြီးဌာနကယထာတွဲတော့မှာပိတ်မိနေနိုင်ခြင်းရှိသူတွေကိုမိသက်တဖွဲ့တွေနဲ့ကယ်ဆယ်ဖွဲ့တွေကဖြန့်ကျက်ရှာဖွေနေတယ်ပြောပါတယ်ကံကြောင်းမလစွာနဲ့ပဲထိခိုက်တေဆုံးမှုတွေကိုတီးပြူသိရှိထားပြီးဖြစ်တယ်လို့ Prince of Choyin မှု Alexander Pigo Mask Telegram မှာရေးသားပါတယ်တရရသူတွေထဲမှာခလီတူပါဝင်နှုတ်ဝချင်းတွေကစိုးရင်ရပါတယ်။မော်စကိုမှာရှိတဲ့တရုတ်ပို့ဆောင်ရေးလုံခြုံရေးဘူရိုကဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေစတင်နေပါပြီတရားကြိုးတဲ့အကြောင်းရင်းအတိအကျမသိရသေးပါဘူးဒီဖြစ်စဉ်မှာယထားရဲ့ဆက်ကောင်းနဲ့နောက်တွဲတချို့လည်းလမ်းချော်ကုန်ပါတယ်ကဲဆေးဖွဲ့တွေကအထိတ်တလန့်ဖြစ်နေတဲ့ခီးသည်တွေကိုနေဆက်ရဘူးတာယုံစီရေးပေါ်ရွှေပြောင်းပေးခဲ့ပါတယ်ပြီးတော့လိုယာခီးစနေအောင်အရေးထားတစီနဲ့စီစဉ်ပေးခဲ့တယ်ဆိုပါတယ်ခင်းဖြစ်တဲ့နေရာဟာယူကရိန်းနဲ့စနေမိုင်60ဝန်းကျင်ကွာမှာတည်ရှိတယ်လို့သိရပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ် အရှေ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ပြုရန်အာဆီယံကသဘောတူလိုက်ပြီလို့သိရပါတယ်။အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံခေါင်းဆောင်တွေဟာလာမယ့်အောက်တိုဘာမှာကျင်းပမယ့်အာဆီယံထိပ်သီးစည်းဝေးမှာအရှေ့တီမောကိုအဖွဲ့ရဲ့စစ်တပ်နိုင်ငံများအဖွဲ့ဝင်နိုင်ငံဖြစ်လက်ခံဖို့သဘောတူလိုက်ပြီလို့ထိုင်းပြည်ထောင်စုတန်တမန်တို့ကပြောပါတယ်။ တီမောကိုဖွဲ့ဝင်နိုင်ငံဖြစ်လက်ခံဖို့အာဆီယံခေါင်းဆောင်တွေသဘောတူလိုက်ခြင်းဟာအဖွဲ့ကိုအားကောင်းစေဖို့ထောက်ကူဖြစ်လိမ့်မယ်လို့ထိုင်းနိုင်ငံကြားရေးဝန်ကြီးဌာနအာဆီယံရေးအညွှန်းချုပ်ကပြောပါတယ်။တီမောကိုပေါင်းထည့်တာဟာအာဆီယံကိုပုံမှန်အားကောင်းစေလာဖို့အတွက်တက်ဆင်ပေးလိုက်တယ်လို့ပါပဲလို့ကွာလာလမ်ပူမှာမလေးရှားနိုင်ငံကဦးဆောင်ကြီးမာတဲ့ခေါင်းဆောင်တွေထိပ်သီးစည်းဝေးရလဒ်နဲ့ပတ်သက်တဲ့ပုံထူးနေ့ကသတင်းစာရှင်းပွဲမှာပြောပါတယ်။ 24နှစ်ကြာအသိပိုက်ခံဖြစ်ခဲ့ပြီးနောက်2002ခုနှစ်မှာအင်ဒိုနီးရှားစီကနေလွတ်လပ်ရခဲ့တဲ့အရှေ့တီမောဟာအရှေ့တောင်အာရှမှာအသေးဆုံးနိုင်ငံဖြစ်ပါတယ်။နိုင်ငံသမားဖိုစီရာမော့စ်ဟော်တာဟာအာဆီယံဖွဲ့ဝင်ဖြစ်ဖို့ကာလကြာရှည်စီုံခဲ့ရပြီး2011လူဦးရေ1.3သန်းဝန်းကျင်ရှိပေါ်တူဂီကိုလိုနီဟောင်းနိုင်ငံလေးကပထမဆုံးဖွဲ့ဝင်လျှောက်လာတင်ခဲ့ပါလေ။အရှေ့တီမောဟာလူလက်စားမညီမျှမှုအဟာရချို့တဲ့မှုအလုပ်လက်မဲ့ဖြစ်မှုမြန်မာတဲ့အခြေအနေရင်ဆိုင်ရပြီးရေနံပေါ်ကြီးမားစွာမိခိုးနေရဆဲဖြစ်ပြီးတခြားကဏ္ဍတွေနဲ့အနေငယ်သာခွဲပြားပါလေ။ အာဆီယံစီးပွားရေးအသက်ပေါ်မှာထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ဖို့အရေးကြီးတဲ့အခြေခံအဆောက်အအုံနဲ့လူသားချင်းမြေဆွေးရင်တို့ကိုလည်းစိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပါတယ်။ကမ္ဘောဒီးယားကလက်ကျဥက္ကဋ္ဌတောင်းယူခဲ့တဲ့2022မှာတီမောကိုအဖွဲ့ဝင်ပြုဖို့အာဆီယံခေါင်းဆောင်တွေကမူအားဖြင့်သဘောတူခဲ့ပါတယ်။ဒါအပြင်သူတို့ကလေးလာသူနိုင်ငံအဆင့်ပေးရခဲ့ကထိပ်သီးအစုံကြီးစီဝေးတွေပါဝင်စီဝေးအားလုံးတက်ရောက်ခွင့်ပြုခဲ့ပါတယ်။နိုင်ငံရဲ့တင်းပြဖွဲ့ဝင်ဖြည့်ဆိုင်ရာစံသမတ်ချက်အခြေခံအစည်းအဝေးကိုတရားဝင်ချမှတ်ဖို့နဲ့စွန့်ရည်မိတင်ရေးကူညီရမှာတစ်ဆင့် အပြည့်အဝပံ့ပိုးပေးဖို့2022ခရီးကသဘောတူခဲ့ပါတယ်။ခုချိန်မှာအာဆီယံအဖွဲ့အားလုံးကတီမောဟာအော်တိုဘားမှာအခွင့်အရေးနိုင်ငံအဖြစ်တင်ပြဝေယခွင့်ရရှိတဲ့လုပ်ငန်းစဉ်မှာကူညီပေးကြမှာပါလို့ဆိုပါတယ်။